ဒီတစ်ခေါက်တင်ပြချက်မှာတော့အမေရိကန်ဒေါ်လာနိုင်ငံရဲ့ကြွေးမီနဲ့ဖြစ်ပေါ်လာနိုင်တဲ့အခွင့်အလိုင်းတစ်ခုအကြောင်းစိတ်ဝင်စားစရာငွေကြေးဆိုင်ရာတွက်ချက်မှုတစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်။အမြန်ဆုံးချမ်းသာလာနိုင်မယ့်အကြီးမားဆုံးအခွင့်အရေးကဘာဖြစ်မလဲ။တော်တော်စိတ်ဝင်စားစရာကောင်းတဲ့မိကုန်းနော်။ကဲဒီတင်ပြချက်ကတော့ဒီမိကုန်းရဲ့ပတ်သက်ပြီးရင်းမြစ်ထုံးမှာပေါ်ပြထားတဲ့အထည်တစ်ခုရဲ့နောက်ွယ်ကဂျိုချောင်းစင်ချင်းမှုကိုဖြန့်ချက်ပြသွားမှာပါဖြစ်ပါတယ်။ကောင်းပြီဒါဆိုရင်အဓိကပြဿနာရဲ့အရင်းမြစ်ကနေဆက်လိုက်ကြရအောင်။ ရင်းမြစ်မှာဖော်ပြထားတဲ့အကိန်းပါပဲ။ဒါကတော့ American Dollar ရဲ့သဘောတဘောဝါကိုတိုင်းပြောင်းလဲလာတာပါပဲ။ဟုတ်ပါရဲ့။ဒေါ်လာဟာအရင်တုန်းကလိုတိုင်းဘိုးကိုထိုးလောင်းထားရကနေအခုအထက်ကအပြင်ကုန်စည်ဖလဲဖို့အကြခံတက်တက်ထစ်လာခဲ့ပါပြီ။ရင်းမြစ်ရဲ့အမြန်အယောက်ဒါကဘာကိုဆိုလိုလဲဆိုတော့အချိန်ကြာလာလာနဲ့အမြန်ကျွဲဝါမှုကိုထိုးလောင်းဖို့အတွက်ထိရောက်မှုနည်းတဲ့နီလန်းချုပ်ကိုဖြစ်လာနေတယ်ဆိုတာပါပဲ။ဒီစကားကိုတစ်ချက်ကြည့်ပါကလစ်တစ်ချက်နေုံနဲ့ဖြစ်တည်လာတဲ့အိမ်မထုတ်လေးတစ်ခုတည်း ီအထုံးတုံးကမြမောက်ခေငွေကြီးရဲ့ digital sammy လက်စုပ်လက်ကင်ဖြည့်ဖို့ခဲ့တဲ့သဘောတဘာဝကိုတော်တော်လေးကွက်ကွက်ကွင်းကွင်းပုံဖော်ပြနေပါရဲ့။ဟုတ်ပြီအခုဒီအဆိုကိုခိုင်မာစေမဲ့ပထမဆုံးအထူးအထောက်အထားကိုကြည့်ကြရအောင်။ဒါကတော့အဆိုရရဲ့လက်ကျင်ရှင်ကြမ်းမှာဖော်ပြထားတဲ့ကြွေးမီပမာဏပါပဲ။ဒီမှာကြည့်လိုက်ရင်အရန်ကိုထင်ရှားပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်း American ရဲ့ကြွေးမီနေ GDP အချိုးဟာ လုံးတောင်တိတိတာတာမြင့်တက်လာခဲ့လဲဆိုအမြင်နိုင်ပါတယ်။1982ခုနှစ်မှာ GDP ရဲ့30%သာချိခဲ့ရကနေအခုဆိုရင်130%နီးပါးအချိကိုခုန်တက်သွားခဲ့တာပါ။ဒါကတော့လက်ရှိလက်ကျန်ရှင်တန်းမှာဖော်ပြထားတဲ့ကျွေးမီပမာဏပါဒေါ်လာ30ခွန် trillion ဒီကိန်းဂဏန်းရဲ့ပမာဏကဘလောက်တောင်ကြီးမားသလဲဆိုတာကိုခဏလောက်အာရုံစိုက်ပြီးစဉ်းစားကြည့်စေချင်ပါတယ်။ကဲဒါကမှစရင်ပေါ်မှာမြင်နေရတာနော်။အခုပြောမှကတော့ ပိုပြီးတော့ကြီးမားပြီးသိပ်မမြင်သာတဲ့ကျွေးမိတစ်မျိုးချောင်းမှာရင်းမြစ်မှာတာကိုအလေးထားဆွေးနွေးထားပါတယ် unfunded entitlements ရပါလေရှင်းရှင်းလေးပါပဲဒါဟာ medicare နဲ့ medicaid လိုမျိုးအစီအစဉ်တွေအတွက်အစိုးရကပေးပါမယ်လို့ကတိပြုထားတယ်ဒါပေမဲ့အဲ့ဒီအတွက်ပိုက်ဆံကိုကြိုဆုမထားတဲ့အာမခံချက်တွေကိုဆိုလိုတာပါဒီတောင်းလုံးကိုနားလည်ထားဖို့ကတော်တော်လေးအရေးကြီးပါတယ်ကဲ ကွန်ဂရက်ရဲ့ဘတ်ဂျက်ရုံးရဲ့ခမန်းချက်အရဒီလိုကြိုတင်ငွေမရှိတဲ့ကတိကဝတ်တွေရဲ့စုစုပေါင်းတင်ဖို့ကဒေါ်လာထရီလီယံတရားကျော်ရှိပါတယ်တဲ့ဟုတ်ပါတယ်ထရီလီယံတရားကျော်ပါစောစောကပြောခဲ့တဲ့စာရင်းဝင်ကျွေးမီထက်အများကြီးပုံများနေတာကိုတွေ့ရမှာပါကဲအခုဒီကျွေးမီနွေမျိုးလုံးကိုပေါင်းပြီးတော့ရင်းမြစ်ထဲမှာတုံးထားတဲ့နိုင်ငံတော်လက်ကျန်ရှင်တန်းလို့ပြောလို့ရမယ်ရှင်းလင်းပြသနေတဲ့တွက်ချက်မှုတစ်ခုကိုလောက်ကြည့်ကြရအောင်ပထမဆုံးပိုင်ဆိုင်မှုဘက်ကိုကြည့်အောင် IRS ရဲ့အဆိုအရအမေရိကန်နိုင်ငံသားအားလုံးရဲ့စုစုပေါင်းပိုကလစ်ကပိုင်ဆိုင်မှုတန်ဖိုးဟာဒေါ်လာ140 trillion ရှိပါတယ်။ဒါကနိုင်ငံရဲ့စုစုပေါင်းကျွမ်းမှုမှုပေါ့။အခုပေးရန်ရှိတာတွေကိုကြည့်ရအောင်။အဆိုအရရဲ့လက်ချံရှင်နှန်းမှာပါတဲ့ trim နဲ့လက်ချံရှင်နှန်းပြင်ပကကတိကဝတ်ဒီအခွန်ပေါင်းလိုက်ရင်စုစုပေါင်းကဒေါ်လာလဲတောင် trillion ရှိပါတယ်။ဆိုတော့ရှင်းရှင်းလေးပဲနှုတ်ကြည့်လိုက်အောင်ပိုင်နာက132 trillion ပေးရမှာက130 trillion နှုတ်လိုက်တော့စထက်ထရီလီယံပဲကျန်တော့တယ်ဒီနေရာမှာပိုင်ဆိုင်တာနဲ့ပေးဆက်ရမှာကြာကကွာဟာချက်ဟာဘလောက်တောင်ကြီးမြောင်းလာပြီလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဂျွေးမီတွေရဲ့ပမာဏကိုတီးသွားပြီဆိုတော့ရင်းမြစ်မဲ့ခမန်းထားတဲ့ဖိလာနိုင်ငံအကျိုးဆက်ကိုရှင်းပြပါမယ်သူတို့ကဒါကိုမယိုးထားသောဂျွေးမွေချင်းလို့နာမည်ပေးထားပါတယ်မယိုးသားသောကျွေးမိချင်းဆိုလာအကျွေးကိုလုံးဝမဆက်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးအကျွေးတော်ဆက်မယ် ဒါပေမဲ့တန်ဖိုးအကြီးရဲ့ကြားဆင်းသွားတဲ့ငွေကြေးနဲ့ပြန်လည်ပေးဆက်တာမျိုးကိုဆိုလိုတာပါဒီနည်းနဲ့အစိုးရကသူ့ရဲ့တာဝန်တွေကိုကျေပွန်အောင်လုပ်ဆောင်ရင်တစ်ဖက်မှာလည်းငွေကြေးတန်ဖိုးကိုတိုက်စားသွားတာပါပဲကဲဒီလိုပြဿနာမျိုးအတွက်ရင်းမြစ်မှာအဆိုပြုထားရဖြည့်ရှင်းချက်ကဘာဖြစ်မလဲနောက်ဆုံးအနေနဲ့အတူတူကြည့်လိုက်ကြအောင်ဒီမှာဒေါ်လာနဲ့ရွှေကြားကလုံးဆောင်ချက်ကွာခြားမှုကိုရှင်းရှင်းလင်းလင်းနှိုင်းယှဉ်ပြထားပါတယ်နှစ်ခုလုံးကကုန်စည် player မှာဂျာကန်အဖြစ်ထုံးလို့ရတယ်ဒါပေမဲ့ တန်ဖိုးတို့လောင်မှုဆိုတဲ့နေရာမှာတော့ကွာသွားပါပြီဒေါ်လာရဲ့ဒီစွမ်းရည်ကတဖြည်းဖြည်းယော့ကျလာနေပြီရွှေကတော့အဲ့ဒီရေသွင်းကိုထိန်းထားနိုင်လို့ပဲလို့ဆိုလိုချင်တာပါအချုပ်ပြောရရင်တော့ရေမြင့်ထက်ကဗန္ဒာရေးကျွမ်းကျင်သူတွေပြီးကျင်တဲ့အ리가တည်င်းစကားကတော့ဒါဟာအစိုးရကျွေးမိအပေါ်မှာထားရှိတဲ့ယုံကြည်မှုကိုပြန်လဲပြီးတော့အလေးအနက်စဉ်းစားသုံးသပ်ရမယ့်အချိန်ရောက်နေပြီဆိုတာပါပဲ။ ဒီတင်ပြချက်ကိုအစုံသက်အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပိတ်လိုက်ပါစေ။တနေ့ချာတိုးပွားနေတဲ့ကျွေးမိဒီကြားကဒီကဘာကြီးမှာတကယ်တန်ဖိုးအစ်စ်အမှန်ကိုဘယ်အရာကထိမ့်သိမ့်သွလောင်ထားနိုင်မှာလဲ။